ောင်းပြူမြို့နယ်မှာစစ်ကောင်စီနဲ့အေရုအပြန်လန်တိုက်ပွဲဖြစ်ပွားနေရာစစ်ကောင်စီရဲ့တပ်မတစ်တစ်ကနီးပြူဟာမူတဦးနဲ့ဗိုလ်ကြီးတဦးတို့စနိုက်ပါကြီးထိမှန်တေဆုံးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့မှာရွှေ OGD တဘာဝတငွေဖြန့်ချီစက်ရုံအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအေရဲ့စနိုက်ပါကြီးထိမှန်တေဆုံးခဲ့တာပါ။ဗျူဟာမူရဲ့အလောင်းကိုမေလ29ရက်နေ့က ရန်ကုန်ကိုအထူးလင်ရင်နဲ့ယူဆောင်သွားပြီဖြစ်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။တမတတက1029ဆစ်စင်ရေးစကရေက ရခိုင်ကိုပို့ခံထားရတာပလဝတိုက်ပွဲတွေကလေးကအင်အားဆုံးရှုံးပြီးနေပြီးရှေ့တန်းပြူဟာအဆင့်တက်ဆွဲနေရတွေကိုလည်းအေအေကတက်သိမ်းထားပြီးပြီးပြူဟာမှုနဲ့အင်အားထုံးနှုတ်200လောက်ပဲကျက်မယ်ပေါ့အခုပြူဟာမှုကတော့စနိုက်ပါကြီးထိမှန်တာမှန်ပါတယ်လို့ရခိုင်စီးရေးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ် မလာကျုံကတက်ဆုပ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရွှေ OGT တရုတ်သဘာဝဓာငွေစက်ယုံကို အကာအကွယ်ပြုတက်ဆွဲထားပြီးစက်ယုံအနီတိုက်ပွဲတွေဖြစ်လာတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်လာတဲ့အတွက်စက်ယုံတွင်းကဝန်ထမ်းတွေထွက်ပြေးကုန်တယ်လို့ဒေသရင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကကြောက်ဖြူတိုက်ပွဲမှာထိခိုက်သေးဆုံးမှုများတဲ့အတွက်မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေစိုးရိမ်ပူပန်နေတယ်လို့သိရပါတယ်။